င်္ဂလာပါ Stonex မှာချစ်သူပါရယ်လူတိုင်းကတော့မကြခင်လာတော့မဲ့ Marvel ရဲ့အကြီးဆုံးရုပ်ရှင် Avengers Doomsday ရုပ်ရှင်မှာ Marvel ရဲ့အကြီးဆုံး character တစ်ခုဖြစ်တဲ့ Scarlet Witch ကပါဝင်မယ်ဆိုတာကိုမျှော်လင့်ထားပြီးသားဖြစ်ကြမှာပါ And မနေ့ညကပဲ Scarlet Witch ဒီရုပ်ရှင်မှာဘယ်လိုပါဝင်လာမှာလဲ Doctor Doom နဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာကိုသိလိုက်ရပါတယ် I am vengeance. I am the night. I am Batman. ။ Okay အခု plot လေးကို Avengers Doomsday ရုပ်ရှင်အတွက် digital art ကိုဖန်တီးသူ James McWall တို့က social media ပေါ်မှာတင်ခဲ့တာဖြစ်ပြီးနာမည်ကြီး insider website တစ်ခုဖြစ်တဲ့ cosmiccircus.com ကလည်းအတည်ပြုပေးထားတာမို့လို့အခုလိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဒီဆောင်ပါကို Dr. Doomsday သူ့ရဲ့ plan ဒီပျက်စီးရောမဲ့သူ့ရဲ့ universe ကနေပြီးတော့ survive လို့အသက်ရှင်ကြံရဲချင်တာဖြစ်တယ်။သူ့ရဲ့ပျက်စီးသွားတဲ့ universe ကို force ဆိုရဲပြန်လည်တိဆောက်ချင်တာမုံမှန်ချင်တာဖြစ်တယ်ဆိုပြီးတော့ရှင်းနေစတင်ထားပါတယ်။ comic ကရဆိုရင်လည်းသူဒီအဲ့လိုလုပ်ဖို့အတွက်အရင်ဆုံး multiverse ကြီးမှာရှိနေတဲ့မြတ် university အကောင်လုံးကိုဖျက်ဆီးဖို့အတွက်လိုအပ်ပါတယ် so of course အဲ့ဒီထဲမှာ main 616 universe ကလည်းအပါအဝင်ဖြစ်ပါတယ်ဒါအပြင်သူက616ကိုအထူးစိတ်ဝင်စားရခြင်းအကြောင်းရင်းသည်ဒီ universe က main ဖြစ်တာကြောင့်ကိုဇလန်းနေ character တွေကကျွန်တော်တို့သိထားတဲ့အတိုင်းအရေးကြီးရာကြောင့်ကိုအထူးတစ်ဖြစ်ကတော့616 universe မှာက anchor being နှစ်ယောက်ရှိတဲ့အတွက်ဖျက်ဆီးပစ်ချင်တာဖြစ်တယ်ဆိုပြီးရည်သားထားပါတယ်မသိကြမဲ့သူတွေအတွက်ကတော့ anchor being ဆိုတာဒီ deadwood tree ရုပ်ရှင်မှာစတင်မိတ်ဆက်ပေးခဲ့တဲ့ concept တစ်ခုဖြစ်ပါ ါတယ် universe တစ်ခုစီမှာအဲ့ဒီ universe ကိုမြဲနေအောင်ဆွဲပေးထားတဲ့ဂျိတ်လိုမျိုး anchor being တစ်ယောက်စီရှိကြတယ်အဲ့ဒီ anchor being ကဒါတည်ဆုံသွားပြီဆိုရင်အဲ့ဒီ universe ကြီးကလည်းစာမတ်တစ်ခုကိုစတင်လိုက်ပြီးတော့အနည်းနဲ့အမြန်စတင်တည်ဆုံသွားလိမ့်မယ်ဆိုတဲ့ concept ဖြစ်ပါတယ် deadwood tree ရုပ်ရှင်ထဲမှာဆိုရင် villain ဖြစ်တဲ့ mr paradox ရဲ့ plan ကလည်းအခု dr doom လိုပဲ universe တစ်ခုကအပြီးပြည့်စည်မဲ့အချိန်ထိကိုသူကစောင့်မနေတော့ဘဲနဲ့အမြန်ကိစ္စတုံးသွားအောင်သူကိုယ်တိုင်ပဲဖြည့်စည်ဖြစ်ချင်တာဖြစ်ပါတယ် mr paradox ဒီ fake ခဲ့ပေမဲ့ကြာရှုံးခဲ့ပေမဲ့ ဒေါက်တာဒူးမ်လို့ villain ကတော့ plan တွေကိုအစီအစဉ်တကျဆွဲပြီးတော့လုပ်တာမို့လို့အောင်မြင်ပါလေဖြစ်ပါတယ်။အဲ့တော့အခု616 universe မှာက Anchor Bean နှစ်ယောက်ရှိတယ်ဆိုတာဒီဒေါက်တာဒူးမ်ကိုပို့ပြီးတော့စိတ်ဝင်စားသွားစီမှာအမှန်ပါပဲ။ရေးထားတာရဆိုရင် Anchor Bean နှစ်ယောက်မှာတစ်ယောက်ကလည်းတည်ဆုံးပြီးပြီဖြစ်တယ်ဆိုပြီးတော့သိရတယ်။အဲ့ဒါဒီ Tony Stark Iron Man ဖြစ်နေပြီးတော့နောက်တစ်ယောက်ကတော့အခြားမဟုတ်ဘူး Nan other than Spider-Man ဖြစ်တယ်ဆိုပြီးတော့ရေးသားထားပါတယ်။ဒါကြောင့်လဲ Shield League တွေအရာဆိုရင် Avengers အသင်းတွေဒီတစ်ဖက် universe X-Men တွေရှိတဲ့ universe မှာ X-Men နေနဲ့တွားပြီးတော့ခြာနေ တဲ့အချိန်မော်နီကာရမ်ဘိုးကိုတွားပြီးတော့ကင်နေတဲ့အချိန်မှာကဘာပေါ်မှာတန်ဒါဘိုးစ်အဖွဲ့တွေကဝက်ကန်ဒါနဲ့တာလိုကန်တို့ရေရောက်စစ်တပ်တွေကစပိုက်ဒါမန်ကိုဒွန်းဘော့တီဆိုတဲ့ဒေါက်တာဒူးမြက်ဆက်ရုပ်တွေစီကနေပြီးတော့တိုက်ခိုက်ခြင်းကနေကာကွယ်ပေးရမှာဖြစ်တယ်ဆိုပြီးတော့ခံမှန်းမိပါတယ် and yes စပိုက်ဒါမန်အတွက်ကလည်းသူရဲ့မိတ်ဆွေတယောက်လိုဆရာတယောက်မန်တော်တယောက်လိုမျိုးချစ်ခင်ရတဲ့တိုနီစတာ့ခ်မျက်နှာနဲ့လူကြီးတယောက်ကသူ့ကိုပြန်ပြီးတော့တတ်ဖို့အတွက်ကြိုးစားလာတဲ့အခါမှာဘလို့တုံ့ပြန်မလဲဆိုတာကိုလူတိုင်းလည်းစိတ်ဝင်စားနေကြမှာအမှန်ပါပဲလူတိုင်းကြိုက်ကြတဲ့လူတိုင်းချစ်ကြတဲ့စပိုက်ဒါမန်ဆို တဲ့ character ကိုလည်းပို့ပြီးတော့ central ကြတဲ့ role တစ်ခုကိုရသွားစေပါတယ်။ဒါကြောင့်မကြာခင်မှာ Dr. Doom က especially အထူးသဖြင့်616 universe ကိုလာမယ်ဆိုတဲ့အကြောင်းအရင်းရှိရွယ်ချက်တည်း Spider-Man ကိုတတ်ဖို့အတွက်ဖြစ်မယ်ဆိုတာကိုသိလိုက်ရပါတယ်။ And Sabi တလောင်းနဲ့မရသေးဘူး။အခု universe က Avengers တွေတစ်ဖက် Monica Rambeau ရောက်သွားခဲ့တဲ့ X-Men universe ကိုလည်းတိုက်ခိုက်အောင်ပါဆိုတော့အဲဒီ universe ကိုလည်း Dr. Doom ကတိုက်ခိုက်ရခြင်းအကြောင်းအရင်းကအဲဒီ universe ရဲ့ Anchor Being Professor X ကိုတတ်ဖြစ်ဖို့အတွက်ဖြစ်တယ်ဆိုပြီးရေးသားထားပါတယ်။ဒူဒီ Dr. Doom ဆိုတဲ့အ အတိုင်းပဲအဖက်ဘက်ကနေပြီးတော့နေရာတကာကနေပါဝင်နေပြီးတော့သူရဲ့ grand plan ကြီးအတွက်အားလုံးကိုတိတ်တိတ်လေးချဲ့လေကင်တွယ်နေမှာလည်းဖြစ်ပါတယ်။ဇပီအားဒီဇိုင်နာကရေးထားတာအရာဆိုရင်ဒေါက်တာဒူးမကိုပိုင်အာဂါတာယင်တစ်ခုရှိလိမ့်မယ်။သူရဲ့ယင်ကကန်တကွန်ကော်ရာလိုပဲကဘာလုံးပုံစံမျိုးစဝိုင်းပုံစံမျိုးဖြစ်လိမ့်မယ်။အလဲတဲထဲမှာဆိုရင်ဒေါက်တာဒူးမြက်မျက်နှာဖုံးပုံစံတစိမ့်ရှိလိမ့်မယ်ဖြစ်တယ်ဆိုပြီးတော့သိလိုက်ရပါတယ်။အန်ဒီကနေပြီးတော့ဇပီရေးထားတာတွေကပိုလို့တော့စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါပြီ။ဒေါက်တာဒူးမဒီ Fantastic 4ရဲ့ကလေး Franklin Richards လေးကိုပြန်ပေးဆွဲ ဲထွားပြီးတော့ Universe XC ကိုခေါ်သွားလိမ့်မယ်။ကလေးကိုခေါ်သွားရတဲ့အကြောင်းရင်းကလည်း Franklin Richards လေးကိုအသုံးပြုပြီးတော့ Mama Scarlet Witch ကိုအသက်တွင်းမှုအတွက်ဖြစ်တယ်ဆိုပြီးတော့ရေးသားထားပါတယ်။သူက Fantastic Four ရုပ်ရှင်အတွက် spoiler တစ်ခုကိုလည်းဒီမှာထည့်သွင်းရေးထားခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ရုပ်ရှင်ရဲ့အဆုံးမှာဆိုရင်အကြောင်းတစ်ခုခုကြောင့် Sue Storm ဒီတည်ဆုံသွားလိမ့်မယ်။ဒါပေမဲ့ Franklin Richards လေးရဲ့အထီးတစ်ချက်ကသူ့ရဲ့အမေကိုပြန်ပြီးတော့အသက်ရှင်သွားစေခဲ့တယ်။ Resurrect လုပ်ပေးနိုင်ခဲ့ပါတယ်။ဒါကိုဒါမျိုးပါပါရှိတယ်ဆိုတာကိုဒေါက်တာတွင်းကတည်ထားတဲ့အချိန်မှာ Franklin Richards Oculus လေးရဲ့အဲ့ဒီ power ကိုအသုံးပြုပြီးတော့သူရဲ့ plan နေတဲ့ကတခုအနေနဲ့ Scarlet Witch ကိုပြန်ပြီးတော့အသက်သွင်းဖို့အတွက်အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ Of course Scarlet Witch ရဲ့မျိုးတစ်ခုလုံးကိုစိတ်ညှို့ပြီးတော့ထိန်းချုပ်နိုင်ခဲ့တဲ့ power ကိုသူဒီကဘာကြီးတစ်ခုလုံးကိုစိတ်ကိုထိန်းချုပ်ဖို့အတွက်လိုချင်မှအသေးအချပါပဲ။ဒါကြောင့်လဲ Ali Theory ရဲ့အရာ Scarlet Witch ကတောက်တဲ့တွင်ဘက်မှာရှိနေမယ်ဆိုပြီးတော့ Theory ရဲ့ထွက်ခဲ့ခြင်းလည်းဖြစ်နိုင်ပြီးတော့ Secret Wars မှာမှဖြစ်စေသူရဲ့သားလေးတွေနဲ့ပြန်ပြီးတော့တွေ့တဲ့အခါမှာ Scarlet Witch ကလူကောင်းပြန်ဖြစ်သွားတဲ့ပုံစံမျိုးအနေနဲ့လည်းမြင်ရနိုင်ပါ ါတယ်ဟန်ဆောင်းပါးကဒီလောက်နဲ့မရက်သေးဘူးဒေါက်တာဒူးမ်ဒီလက်ရှိအချိန် MCU မှာပါဝါအကြီးဆုံးဖြစ်နေတဲ့ Sentry ကိုအတုံးချမဲ့ပုံစံကိုလည်းရေးသားထားပါတယ်သူပြောတာအရဆိုရင်ရှေ့မှာ leak ဖြစ်လာခဲ့တဲ့ Sentry တကောင်ကို chain ကျိုးတွေနဲ့တုတ်ဖန်းထားတဲ့ concept art သူကိုယ်တိုင်ရေးဆွဲခဲ့တာဖြစ်ပြီးတော့အဲ့ဒီပုံထဲမှာပါဝင်တာက Sentry ဖြစ်တယ်ဆိုပြီးတော့ confirm လိုက်ပါတယ်ဒေါက်တာဒူးမ်ဒီ Sentry ကိုအထူးတပြည့် Sentry ရဲ့ပါဝါတွေကိုသူဖန်တီးမဲ့ကဘာအသေးအတွက်အဓိကပါဝါပေးမဲ့ power source ဥတိုင်းတစ်ခု core တစ်ခုအနေနဲ့အသုံးပြုသွားလိမ့်မယ်ဆိုပြီးတော့ရေးသားထားပါတယ် ယ် of course study dr doom စစ်စစ်ကလုံမဲ့လုံရမျိုးလည်းဖြစ်ပါတယ် family ထဲမှာဆိုရင်လည်း dr doom ဒီ the thing လိုမျိုးခိုင်ခိုင်မာမာအကောင်ကြီးကိုနန်းတော်ရဲ့တတိုင်းအဖြစ်အသုံးပြုထားတယ်လို့ human torch လို့ supernova အစွမ်းရှိတဲ့သူကိုလည်း battle war ရဲ့နေလုံးကြီးအဖြစ်အသုံးပြုထားတာတွေကိုလည်းမြင်ခဲ့နိုင်ပါတယ် and နောက်ဆုံး dr doom ရဲ့အဓိကနဲ့ final plan ကတော့ loki စီကိုခြိတက်ဖို့အတွက်ဖြစ်တယ်ဆိုပြီးတော့ရေးထားရင်တိဆောင်းပါဖို့အဆုံးသတ်သွားခဲ့ပါတယ်ဆိုဒီလိုဇလန်းအနေနဲ့ဆိုရင်တော့တေချာပါတယ် Avengers Doomsday နဲ့ Secret Wars ရုပ်ရှင်တို့ဒီရှေ့မှာထွက်ခဲ့တဲ့ Avengers Avengers Infinity War နဲ့ Endgame တို့ကိုကျော်လွန်သွားလိမ့်မယ်ဆိုပြီးတော့အာမခံပြီးပြောပြနိုင်ပါတယ်။ Predator တို့ကဘယ်လိုထင်ကြလဲ? Avengers Doomsday Slam ကဒီပုံစံအတိုင်းဆိုရင်ကြိုက်ကြမှာလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင်။ And as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြားရယ်ဆိုရင်တော့ video တွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရယ်။တက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက် video တွေမှာပဲတွေ့ကြရအောင်။